မြန်မာပြည်တွင်းစစ်စင်ရေးတွေမှာလေရင်တွေရဟတ်ရင်တွေမကြာခဏပြတ်ကျအပြစ်ချခံနေရတဲ့မြန်မာစစ်တပ်စီကိုရုရှားနိုင်ငံက MI38T ရဟတ်ရင်3စီးကို2025ခုနှစ်စက်တင်ဘာလထဲမှာပို့ဆောင်ပေးခဲ့တာပါ DVV ကရရှိထားပြီးပေါက်ကြားလာတဲ့စာတွေအရဝယ်ယူခဲ့တဲ့ရဟတ်ရင်3စီးတွေကတစည်းအားအရေးကြီးပုံကိုယ်တွေစီးနင်းဖို့ဇိမ်ခံပစ္စည်းတွေနဲ့မိုးမှန်ထားပြီးကျန်တဲ့စီးကတော့တည်ယူပို့ဆောင်ရေးပုံစံတွေဖြစ်ပါတယ်ဒီ3စီးအတွက်ကုန်ကြောင်းငွေက ယူရိုတန်း60နီးပါးဖြစ်ပြီးလေရင်မူးနဲ့မြေပြင်ထိန်းသိမ်းရေးတင်နန်းတွေအတွက်ယူရိုနှစ်တန်းကျော်ထပ်ပြီးကုန်ကျခဲ့တယ်လို့သိရပါတယ်။ပြောမယ်ဆိုဒီကောင်တွေကစောကြီးကကြိုးမာဖို့လုပ်ထားတယ်နဲ့ဒီ MA စစ်ဖင်ရေးတို့ရဲ့ချက်က MI စံမီတွေကိုဥပပေးပြန်အထပ်ပြီးမှာလိုက်တယ်ဆိုတော့ပေါ်ဖြစ်သွားပါဘူး။ဒါကြောင့်မို့ MI အရင်နှစ်ပတ် MI စံမီ MI စံမီတွေရောက်လာတယ်။အဲဒီနှစ်မှာသူကရောက်လာပါဘူး။ဒီကောင်နောက်ကျနေရတဲ့ခဲ့တော့လေ။ အများကြီးတော့ဟိုအောင်ဖြစ်ပါဘူးဘယ်လိုလဲနည်းတဲ့ပမာဏနည်းသေးရတော့နောက်တစ်ခုကဒီကောင်းလေးဝယ်ရတဲ့ကြည့်ကြရတာတကယ်တော့ဗျာဒါတွေက PNG သုံးဖို့အတွက်ဒီစီးရီးစင်တွေမှာသုံးဖို့ဝယ်တာပေါ့နော်မင်းအောင်လိုင်းစီးဖို့အတွက်အကြီးပါတယ်ပေါ့နော် PNG စီးပေါ့နော်အရင်တုန်းကတော့အမိုင်းဆန်ပြီးတဲ့မှာပဲတစီးကိုဒါမင်းအောင်လိုင်းစီးဖို့ဆိုပြီးခွဲတာအမိုင်းဆန်ပြီးရလို့ဆက်ငါ့ကိုဆန်ဒီကောင်းကပို့ပန့်တာပေါ့နော်အခုအသေးရောက်လာတဲ့ MI38T ရဟိန်ဆိုတာဘယ်လိုမျိုးပါလဲ ် MI38 ဆိုတာအင်ဂျင်နှလုံးတက်အလက်စားဗတ်စုံသုံးတည်ယူပို့ဆောင်ရဟန်းဖြစ်ပြီး MI17 ရဟန်းဒီထုတ်လုပ်တဲ့ Russia Helicopter ရဲ့နောက်ထပ်စိုက်ယုံတစ်ခုဖြစ်တဲ့ Kazan Helicopter စိုက်ယုံကနေထုတ်လုပ်ပါတယ်။ဒီရဟန်းတွေဟာညာဘက်တွေရာသီဥတုပြင်းထန်တဲ့နေရာတွေနဲ့ပူလွန်အေးလွန်းတဲ့ဒေသတွေမှာမောင်းနေနိုင်အောင်တိစောက်ထားပြီးရှာဖွေကယ်ဆယ်ရေးအတွက်ပါအသုံးပြုနိုင်ပါတယ်။စစ်သည့်40ရောက်ကုန်အလေးချိန်5တန်ကျော်အထိတည်ဆောက်နိုင်ပြီး အမြင့်ပိန်2000ဝန်းကျင်တနအီကီလိုမီတာ290အထိနဲ့ကီလိုမီတာ1000ကျော်ကိုမယမနာပြန်တန်းနိုင်ကြောင်းကွန်မရီရဲ့အချက်လက်ဒီမှာဖော်ပြပါရယ် AMI 38တွေကမြန်မာစစ်တပ်အတွက်ဘလောက်အသုံးဝင်လာနိုင်ပါလဲမြန်မာစစ်ပတ်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI ရဲ့တာဝန်ရှိသူတယောက်ရဲ့ပြောပြချက်ကို DVV ကအသံအစားထိုးဖတ်ပြထားပါရယ် AMI 70နေရာမှာအစားထိုးဖို့ပါ AMI 70ထက်ကိုသူကစွမ်းဆောင်ရင်နှစ်ဆပေါ့နော် အဓိကကတည်ယူပို့ဆောင်ရေးဆိုတဲ့အတွက်ကိုရှေ့တန်းစခန်းတွေမှာအရင်ကတည်းကနှစ်ဆပို့ပြီးဖြည့်ဆည်းပေးနိုင်မှာပါသူတို့ဘက်ကတော့အများကြီးအကျိုးရှိတာပေါ့မြေပြင်မှာလမ်းကြောင်းတွေဖြတ်တောက်ထားတော့အရေးပေါ်အခြေအနေတို့တွင်အင်အားဖြည့်တာရွှေပြောင်းတာတွေထိရောက်ပါတယ်သူ့ရဲ့အားနည်းချက်က MI17 လို့ပါပဲ MI17 ကိုပစ်ချနိုင်ရင်သူ့ကိုလည်းပစ်ချနိုင်မှုအလားအလာရှိပါတယ်သူကြတော့ရင်ကနည်းနည်းကြီးတော့အတက်အစင်းမှနေရာကျကျလိုတယ်။နောက်ပြီးလေရင်လဲပူကြီးမယ်ဆိုတော့လက်နဲ့ရှိရင်ရှိတယ်လို့ပေါ့။ပေ2000ဆိုတာကပြန်တက်နိုင်တဲ့အမြင့်ဆုံးကိုပြောတာပါ။ အဝေးကြီးတွေသွားမှအမြင့်ကြီးတက်လို့ရတယ်နီနီနနာဆိုရင်တော့တက်လို့မရဘူးဘုံကျဲတာတွေကတော့ဝိုင်တွဲတွေပဲရှိပါမယ်ရဟန်းကွင်းအကျယ်ဝန်းကြီးကတက်ဆင်တာနဲ့လေ့ကျင့်ပြန်သန်းတာတွေပြုလုပ်ရမှာဖြစ်တာကြောင့်စစ်စင်ရေးတွေမှာချက်ချင်းအသုံးပြုနိုင်အောင်မှာမဟုတ်ဘဲအချိန်၄လကနေ6လဝန်းကျင်လောက်ယူရနိုင်တယ်လို့သူကသုံးသပ်ပါတယ်တစ်ဖက်မှာလည်းစစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြက်ကြပြစ်ချခံရတဲ့စစ်လေရင်နဲ့ရဟန်းရင်အစင်း20ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီထဲမှာတော့ရဟန်းရင်ဆယ်စင်းပါဝင်ပြီး MI something ရဟန်းရင်ကတော့6စင်းအထိရှိတာတွေ့ရပါတယ်။စစ်ကောင်းဆောင်ဟာဘယ်လာရုစ်နိုင်ငံမှာပြည်လုပ်ခဲ့တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကအပြန်မှာ ရုရှားနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်ရဘူရာဒီယာပြည်နယ်မှာရှိတဲ့ဥလန်ဥတဲလေကြောင်းဆက်ရုံကိုတွားရောက်လေးလာခဲ့ပါသေးတယ်။ကျွန်တော်စိုးသူအောင်ပါ။